ဂရတာတမ်ဘတ်အပါအဝင်တက်ကြွလှုံရှားသူတွေနဲ့နိုင်ငံရေးသမားတွေတင်ဆောင်ပြီးဂါဇာကမ်းမြောင်ဒေသကိုဥတီထွက်ခွာလာတဲ့ထောက်ပံ့ရေးရည်ရင်အုပ်စုကိုအော်တိုဝါတရက်မှာအစ္စရေးရေတပ်ကဂျားဖြတ်တားဆီးလိုက်ပြီးတဲ့နောက်အော်တိုဝါ6ရက်မှာဂရတာတမ်ဘတ်နဲ့တခြားတက်ကြွသူ190ကိုဂရင်းနဲ့ဆလိုဗေးကီးယားနိုင်ငံတွေကိုနှင်ထုတ်လိုက်ကြောင်းအစ္စရေးဘက်ကကြေညာခဲ့ပါတယ်။ထိမ့်သိမ်းခံရသူ459ဦးအနက်အခု340ဦးကိုနှင်ထုတ်ပြီးပြီဖြစ်ပါတယ်။ ဣသရေလနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရနှင်းထုတ်လိုက်သူတွေက Greek, Italy, ပြင်သစ် Ireland, Sweden, Poland, Germany, Bulgaria, Austria, Finland, Denmark, Slovakia, Switzerland, Norway, UK, Serbia နဲ့ American ပြည်ထောင်စုတို့ကဖြစ်ပါတယ်။ Switzerland ကိုပြန်ရောက်နေပြီဖြစ်တဲ့တက်ကြွလှုံရှားသူ၉ဦးတည်းကတချို့က၎င်းတို့ထိန်သိမ်းခံထားရစဉ်အတွင်းအိမ်မရစားစရာနဲ့ရေလဲမရ ကန်ကြောက်ရိုက်နှက်ခံရမှုတွေတောင်ရှိရဲလို့ထွက်ဆိုထားကြပြီးအစ္စရေးနိုင်ငံသားကြီးဝန်ကြီးဌာနပြောခွင့်ရှိသူကဒီဆွဆွဲချက်တွေကိုညင်းဆိုထားပါတယ်။စပိန်တက်ကြွလှုံ့ဆော်သူတွေကလည်း၎င်းတို့ကိုရိုက်နှက်တာတရွတ်တိုက်ဆွဲခေါ်တာမျက်စိကိုအဝင်းနဲ့စီးတာခြေလက်တွေကိုတုံ့နှောင်တာလောင်ပိတ်ထားတာတွေရှိတယ်လို့စပိန်ကိုပြန်ရောက်ပြီးတဲ့နောက်ထွက်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့ဒီသတင်းတွေကလုံးဝအလိမ်ညာတွေဖြစ်တယ်လို့အစ္စရေးနိုင်ငံသားကြီးဝန်ကြီးဌာနကတုံ့ပြန်ခဲ့ပြီးထိမ့်သိမ်းထားသူအလုံးကိုစားစီရရှိတန့်စင်ခန်းတွေပေးခဲ့ကြတယ်။ ၎င်းတို့ရဲ့ဥပဒေဆိုင်ရာအခွင့်အရေးအလုံးလဲရရှိခဲ့ကြောင်းဝင်ကြီးဌာနပြောခွင့်ရှိသူတို့ကရိုက်တာသတင်းဌာနကိုပြောဆိုခဲ့ပါတယ်။အထောက်ပံ့ပိတ်ဆို့ခံထားရပြီးအငတ်ပေးစိုက်နေပြီလို့ UN ကသတိပေးထားတဲ့ဂါဇာကိုရေရင်45စင်းခန့်ပါတဲ့ဂရတာတမ်ဘတ်တို့အဖွဲ့ကအကူအညီတွေလာပေးတာဖြစ်ပြီးချားဖြတ်မတားမီအစ္စရေးရဲတပ်က၎င်းတို့ကိုကြိုသတိပေးခဲ့ပါတယ်။ဇွန်လကလည်းဂရတာတမ်ဘတ်ကိုအစ္စရေးကပုံစံတူဖမ်းဆီးနှင်ထုတ်မှုပြုလုပ်ခဲ့ပါသေးတယ်။